လာမယ့်ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်စစ်ကော်မရှင်ရွေးကောက်ပွဲရဲ့မဲဆယ်ပွဲတွေစတင်နေပြီးအစီအစဉ်တွေကိုဆက်လက်လှုပ်ဆောင်နေပါတယ်။တမန်ပြည်သူတွေကြားမှာတော့ရွေးကောက်ပွဲပြီးနောက်ပိုင်းနိုင်ငံရေးအလှည့်အပြောင်းတစ်ဆင့်စစ်အာဏာရှင်တွေရေရှည်အုပ်ချုပ်သွားမှာကိုစိုးရိမ်နေကြပါတယ်။ အဲ့ဒီလိုပဲလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးခြေအနေတွေတော်လိုင်းရေးခြေအနေတွေနေမည်ဆုံးမမှုခြေအနေတွေကြောင့်ရေကောက်ပွဲပြီးရင်လေဆေးအုပ်စုကရေရှည်အုပ်ချုပ်သွားနိုင်ဖို့မလွယ်ဘူးဆိုပြီးတုံ့တက်သူတွေလည်းရှိနေပါတယ်။ရန်ကုန်မြို့နေအမျိုးသမီးတဦးကတော့အခုလိုပြောပါတယ်။အခုခြေနေတိုင်းဆိုရင်အားလုံးကစိုးရိမ်စရာပဲ ကျမတို့ပြည်သူတွေအတွက်ကတော့နောက်ချိန်စင်ရီတွေကိုပြန်တော့ပြန်သွားရတဲ့သဘောပဲပေါ့နော်ဒီဥသက်ရွှေလက်ထက်ကထပ်ကိုပို့ပြီးတော့အခြေအနေတွေကအဲဆိုးနိုင်ရေဆိုးနိုင်တဲ့နိုင်ငံတစ်ခုဖြစ်သွားမှာပေါ့နော်အဲအဲ့ဒီတော့ကဆိုကျမတို့ကဒီစင်ရဲမွဲတွေမှုပဲရှိနေတာလीအခုကကြတော့ဘယ်လိုပြောရမလဲလက်နက်ကင်အဖွဲ့တွေကလည်းအများကြီးနေပြီးတော့အာနာရှင်ရဲ့ဂျားလေးမှာအဲဟိုပြောရမယ်ဆိုရင်ဟို တိတိလန့်လန့်နေပေါ့နော်အဲစစင်းရဲ့နေရမယ့်အနေအထားဖြစ်သွားတာပေါ့နော်သူအုပ်ချုပ်နေသေးရတော့ကျင်းကြီးတယ်ဒီနိုင်ငံတကာပိတ်ဆို့မှုတွေနဲ့အတူတူပဲအဲကျွန်တော်တို့ပြည်သူတွေအားလုံးကလည်းပြောရရင်ဒုက္ခရောက်မယ်အငက်ပြီးလဲကြအောင်ပါပေါ့နော်ပြည်သူအများနဲ့နိုင်ငံတကာကတော့စစ်ကော်မရှင်ပြုလုပ်မဲ့ရေကောက်ပွဲဟာစစ်အာဏာရှင်တွေတရားဝင်ဖြစ်ဖို့ကြိုးပမ်းနေတဲ့အတုအယောင်ရေကောက်ပွဲ ဖြစ်တယ်ဆိုပြီးရှုမြင်ကြသလိုရေကောက်ပွဲအပေါ်မှာလည်းပြည်သူအများစုကစိတ်ဝင်စားမှုမရှိကြပါဘူး။ 2025ယူကော့ဝေကနေမြောက်လိုက်ဦးဆောင်ပြီးတော့အစိုးရဖြစ်လာမယ့်လူတွေကနိုင်ငံရေးအာဏာစိုးမှုနိုင်ငံရေးအာဏာစိုးမှုတော်နိုင်မယ်လို့ထုတ်ပြန်မှုရှိဘူးဖွေးမှုမရှိဘူးဘာလို့ဖွေးမှုမရှိလဲဆိုတော့လက်ရှိအနေအထားက2020အခင်းချင်းကိုထပ်ပေါ့မရှိဘူးလို့မြင်နေရလို့လက်ရှိမှာကပြည်တွင်းစစ်ကဖြစ်နေတော့ပြည်တွင်းစစ်ဖြစ်တဲ့အထူးရဲ့နေရာမှာ ီ PDD ကိုတိုင်းသား EU တွေနဲ့ကိုပြင်နေတဲ့အခါကျတော့ဒါကြီးကိုရွေးကောက်ပွဲရနေပြီးတော့ပေါ့နော်တည်ငြိမ်တော့လို့ဖို့ဆိုတာကြီးကမဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အတွက်ကျွန်တော်တို့ကဒီရွေးကောက်ပွဲမှာတခိုင်ပါတီပဲနိုင်နိုင်တခြားဒီတတိပုဂ္ဂလာတွေတခြားပါတီတွေရယ်ခုနပြောသလိုပေါ့တော့အမတ်နေရာတွေအနေချင်းရပြီးတော့အစိုးရပဲဖွဲ့ဖွဲ့ဘာမှ ထူးခြားမလာဘူးဆိုတာကတော့ကျွန်တော်တို့ကတိတိတိထားတယ်ပေါ့နော်ရန်ကုန်မြို့မှာနေတဲ့တမန်ပြည်သူအများစုကတော့စစ်ကော်မရှင်ပြုတ်လုံမဲ့ရေကောက်ပွဲမှာမဲမပေးပဲနေကြမယ်လို့ဆိုပေမဲ့စစ်ကော်မရှင်ကအတင်းအကျပ်မဲပေးခိုင်းမှာကိုတော့စိုးရိမ်နေကြပါတယ်ဒါအပြင်မဲစိမလို့ဆိုပြီးအာနာသိမ့်ခဲ့တဲ့စစ်အုပ်စုကအခုပြုတ်လုံမဲ့ရွေးကောက်ပွဲအတွက်ပြုတ်လုံထားတဲ့မဲစိရင်တွေအမားများနေတဲ့အတွက်ပြည်သူတွေကြားဝေဖန်မှုမြင့်တက်နေပါဗျ။ ခုအချိန်ကြီးကဒီကဘာအမြင်မှလည်းဒီသူတို့ကမတရားအာဏာသိမ်းပြီးအုပ်ချုပ်ထားတဲ့အနေထားပဲဖြစ်တယ်ပေါ့နော်။ယူကောက်ပဲလုပ်ပြီးတော့သူတို့ကတရားဝင်ဖြစ်တဲ့ဆိုတဲ့ပုံစံနဲ့ဆက်ပြီးအုပ်ချုပ်သွားမယ်ဆိုရင်အများကြီးစိုးရိမ်စရာတွေရှိတယ်။ဘာလို့လဲဆိုတော့အခုလည်းဒီစီးပွားရေးလူမှုရေးအစအကုန်လုံးကကျက်တဲနေကြတာပေါ့နော်။သူတို့ဒါဒီလိုမျိုးတက်တက်လုံးအုပ်ချုပ်သွားမယ်ဆိုရင်တိုင်းပြည်ကပိုပြီးနှိမ့်ချပျက်စီးဖို့ပဲရှိရယ်။ ဒီဒီမိုကရေစီတွေလူ့အခွင့်အရေးတွေဆိုတာကိုဒီစကားလုံးနေနဲ့ပြောလို့တော့မရတဲ့အခြေအနေတွေလည်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒီအရင်ခေတ်ကစစ်အစိုးရခေတ်လိုမျိုးဒီဆောက်ချုပ်ရေးကာလလိုမျိုးပေါ့နော်အစအစနောက်ကျတဲ့အတိုင်းပြည်လည်းဖြစ်သွားမယ်ပြီးတော့ဒီလူငယ်တွေနောက်မျိုးဆက်တွေအတွက်ပုံဖော်လို့တော့မရတော့ねပေါ့နော်အနာဂတ်တွေလည်းဖြစ်သွားမှာကိုစိုးရိမ်မိပါတယ် ီမှာတော့မဲဆယ်ဖို့မပြောနဲ့အောင်မိသားစုလိုက်မဲဆေးမှားနေလို့ပြဿနာတွေတက်နေကြရတယ်။ကျမတို့မိသားစုလုံးမှာတည်သွားတဲ့သူတွေကအစအမဲဆေးမှားပြီးတတိဆင်ရှားရှိနေတဲ့နှစ်ယောက်ကြတော့မပါဘူး။နောက်ပြီးမဲဆေးမှာပါတဲ့ရက်ွက်ကလည်းကျမတို့တစ်ခါမှမနေဘူးတဲ့ရက်ွက်ဖြစ်နေတယ်လို့စမ်းကြောင်းမြို့မှာနေတဲ့အမျိုးသမီးတအူးကပြောပါရတယ်။ စစ်ကော်မရှင်ဟာရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှပြည်သူတွေအပေါ်တိုက်ခိုက်တာ ထောင်လန်းတာဖိနှိပ်တာတွေကိုပုံမူလုံဆောင်နေပြီးဒီဂျစ်တယ်ထောင်လန်းရေးကိရိယာတွေအသုံးပြုကာရွေးကောက်ပွဲအပေါ်ဝေဖန်ရေးသားသူတွေကိုဖမ်းဆီးမှုတွေပြုလုပ်နေသလိုပြင်းထန်တဲ့ပြစ်ဒဏ်တွေလည်းချမှတ်နေပါဗျာ